ူနဲ့ကိုယ်နဲ့စားတွေ့ရခါကြတော့တချို့ကားတွေက dialogue တွေအမဘယ်မှမမိတော့မလဲ။ तू ကညံရဲကောင်းတာလေနော်ဟိုညံရဲကောင်းတော့တချို့ dialogue တွေပြောပြနိုင်တော့ကိုယ်စိတ်ထင်မှထင်လိုက်တာဟဲ့ဒီဒီဒီတယောက်မစိုးတာငါ့ဟိုတာတကယ်အမှန်ကန်ကြွေပုံရတယ်ဘောဘာလို့ထင်ရင်းမိလဲ။နောက်တော့ဘယ်ဟုတ်မလဲ။ तू ကဗီဒီယိုဆိုင်ဖွင့်တာအဖေကဗီဒီယိုဥက္ကဋ္ဌဆိုတော့သူကဗီဒီယိုခွေးဆိုင်ဖွင့်တော့ तू ကဟို စေးကြောင်တက်တော့စာကြက်တဲ့အချိန်မှာသူကအဲ့အခွေကြီးအများကြီးသူကကူးရတယ်အဲ့တောင်အခွေကူးတဲ့ခစ်ကိုခွေကူးတဲ့ခစ်ဆိုတော့သူကယုံကလေးရဲ့ကိုကိုသူကထက်ခါထက်ခါသူကကူးခဲ့ရတာအဲ့တော့သူညံကောင်းတော့ dialogue မမ်းမိနေကိုကကိုကိုတိတ်အထင်နေကြီးနေနောက်အိမ်အောင်ကြပြီးတော်တော်ကြာပါသေးရဲ့ဟဲ့မလေးခွာလို့ ဂျုံကလေးရဲ့ကိုတွေကစတိုင်မျိုးပါအဲစတိုင်မျိုးဟုတ်ကဲ့ကျွန်တော်ဘစ်ဖန်ပါဂျုံကလေးကိုရှင်ကုန်လေးရအဲကျွန်တော်ငယ်ရောတော့ဒါသူကတကယ်ကိုမျက်နှာသိဟိုပါပဲလေတော့ဟုတ်ကဲ့အိုင်လည်းငယ်ပါလေကျွန်တော်ငယ်ဆိုအိုင်လည်းငယ်ရဲ့ပါလေဟုတ်ဒီကတော့ချစ်ပေး give back give side ပေးတာလေဆိုမြတ်တာပေါ့မြတ်တာတာဥစဉ်မှာကျွန်တော်မြတ်တာနဲ့သွားကြရအောင်နော်ဟိုချင်းချင်းမုန်းကြီးနေပူလာပါတယ်မြစ်တာကတော့အေးမြပါတယ်အဲတော့ကျွန်တော်တို့မြစ်တာနဲ့အဲသွားကြတာပေါ့နော်ဟုတ်ကဲ့ ချေပိုးတိုက်ပုံ73နှစ်ပြည့်လေးဖြစ်ပါတယ်နောက်ပြီးတော့စိုက်နေရပြောင်းရွှေ့ခြင်းလေးဖြစ်ပါတယ်ဘလောက်ပင်မငယ်လေးဝညီမလေးလုံးလုံးရတယ်ဆိုတာရောလေနော်ဟိုစိတ်ကောလူရောတအားကိုနှစ်ပြီးတော့ကြိုးစားပြီးလုပ်ရတာဖြစ်တဲ့အတွက်ပင်လဲတကယ်ပင်မန်းပါတယ်အခုလိုမျိုးလေးညင်ရတော့လေဒါရင်ထဲမှာပြောမပြတတ်အောင်ပီတီလေးဖြစ်ရပါတယ်ကိုစူးစားခဲ့တဲ့အသီးပွင့်လေးတွေမြင်ရတယ်ဆိုတော့လေဟုတ်ကျွန်တော်ဟိုပါပေါ့ပထမဆုံးပြောချင်တာသူ congratulation ပါပေါ့เนาะကျွန်တော်ဟို အဲသူစူးစမ်းခဲ့တာလည်းကျွန်တော်မြန်မာပြည်ချင်းနေခဲ့ရပါတယ်ဗောနော်အခုလိုမျိုးအောင်မြင်တာအများကြီးအောင်မြင်တာတွေ့ရတယ်အရင်ဝမ်းသာပါတယ်ခင်ဗျအဲနှစ်လသုံးလလောက်နားပြီးနောက်ထပ်တက်ဆိုင်သွားပါမယ်မန်းတော်လေးဟုတ်ကန်နေလို့ပြောရမှာဗောနော်ကျိုးပေးတယ်ကန်ကျိုးပေးလေးဒီကောင်းမွန်သွားတယ်လို့ပြောရမှာဗောဒါပေမဲ့တကယ်တော့ဟိုဘယ်လိုပြောရမလဲအာဒီလောက်ကိုစလုပ်တဲ့အချိန်တုန်းကအကျိုးပေးတယ်မပေးဘူးဆိုတာလေအဲ့လိုမျိုးကြီးဟိုတွက်ချက်မျောမှန်းပြီးတော့လုတ်ခဲတာတော့မဟုတ်ဘူးပေါ့နော် အော်စီးပွားရေးတစ်ခုအနေနဲ့ဒါလှမ်းထားတဲ့နေဆိုပြီးတော့စပြီးတော့ဖွင့်ခဲ့တယ်။အဲဖွင့်ခဲ့ပြီးတော့မှလုံရင်းလုံရင်းနဲ့မှအာတနေ့ပြီးတနေ့ကဒီတိုင်းနေလို့မရဘူးပေါ့။ဟောအဲ့လိုမျိုးတွေမြင်လာတဲ့ခါကျတော့ပို့ပို့ပြီးတော့စူးစမ်းဖြစ်တာပေါ့လေ။အဲ့လိုအဲ့လိုနေပဲအခုလိုမျိုးအခုဆိုရင်ဒါရွှေပိုးတိုက်ပုံရွှေပိုးစတစ်ချက်ပေါ့အမကိုပိုင်ထုတ်လို့ဖြန့်ချီရေးရဲအခုလိုဆိုင်ရေးဖြစ်သွားတာပေါ့။အများကြီး motivation ပေးကြရတာပေါ့။စိတ်တက်ကြတာခါလည်းရှိတယ်။ အဲပျော်ရှင်တဲ့ခါလေးရှိပါတော့စိတ်တကြရတော့ပုံများတာပေါ့အဲဆိုတော့အဲ့ချိန်မှာဟိုကျွန်တော် motivation ပေးရတာပေါ့ခင်ဗျဟုတ်ကဲ့ခင်ဗျသူရဲ့ဟိုအိုးငငယ်ဟိုပါပေါ့ကျွန်တော်တို့ကိုရင်တော့ပုံစံမျိုးပြန်မြင်တွေ့ရတဲ့အတွက်အရန်ဝမ်းတာပါတယ်ဗောနော်ကျွန်တော်တို့ပြန်မြင်ခြင်းတဲ့ပုံစံလေးတွေဗောနော်အဲပြားလေးပြန်တွေ့ရတယ်အဲပြန်ပြီးတော့လူပြူတာနေရတယ်ကျွန်တော်အရန်ဝမ်းတာပါတယ်ဂျုံကလေးရဲ့ကိုလေးကစတိုင်မျိုးဟုတ်ကဲ့ကျွန်တော်ဘစ်ကတ်ပါဂျုံကလေးရင်ခုန်လေးကလေ အဲကျွန်တော်ငယ်ရောတော့ဒါ तू ကတကယ်ကိုမျက်နှာသိဟွာပဲလေဟုတ်ကဲ့အိုင်လည်းငယ်ပါလေကျွန်တော်ငယ်ဆိုအိုင်လည်းငယ်ရဲ့ပါဟုတ်သူနဲ့ကိုနေစားတွေ့တဲ့ခါကျတော့တချို့ကားတွေက dialogue တွေအမဘယ်မှမမိတော့မလဲ तू ကညံရမ်းကောင်းတာလေနော်ဟိုညံရမ်းကောင်းတော့တချို့ dialogue တွေပြောပြနိုင်တော့ကိုစိတ်ထင်မှထင်လိုက်တာဟဲ့ဒီဒီဒီတယောက်မစိုးတာငါ့ဟိုတာတကယ်အမှန်ကန်ကြွေပုံရတယ်ဟောဘာလို့ထင်ရင်းမိလား ောက်တော့ဘယ်ဟုတ်မလဲ तू ကဗီဒီယိုဆိုင်ဖွင့်တာအဖေကဗီဒီယိုဩက္ကဋ္ဌဆိုတော့ तू ကဗီဒီယိုခွေဆိုင်ဖွင့်တော့ तू ကဟိုစေးကြောင်းတက်တော့စာကြက်တဲ့အချိန်မှာ तू ကအဲ့အခွေကြီးအများကြီး तू ကကူးရတယ်အဲ့တောင်ကအခွေကူးတဲ့ခေတ်ကိုခွေကူးတဲ့ခေတ်ဆိုတော့ तू ကယုံကလေးရဲ့ကိုယ် तू ကတစ်ခါတစ်ခါ तू ကူးခဲ့ရတာအဲ့တော့ तू ညံကောင်းတဲ့ dialogue မမ်းမိနေကိုယ်ကကိုယ်ကိုတိတ်အထင်နေကြီးနေ now အိမ်အောင်ကြပြီးတော်တော်ကြာမသိရဲ့ဟဲ့မလေးခွာလို့ လေးကိုမှတ်တရဆိုတော့ဟုတ်အဲ့တော့အဲ့ပေါ်ကျွန်တော်တို့3လ5ကတော့ပြင်ကြည့်ရတော့နော်တကယ်ဟိုမျက်နှာတစ်ပေါ်လုံးဝဟိုဘယ်လိုပြောမလဲဒီဟိုတကယ်သူစံလေးပေါ့နော်သူစံလေးပုံစံလေးနဲ့အဲဟိုဖြစ်လာတာပေါ့နော်ဆိုတော့ဒီကတော့အဲ့တော့မင်းသမီးကသိသွားတာလေဟိုသူသွေးကင်စားလာပါလားအဲ့လိုမျိုးပေါ့အဲ့လိုအဲ့လိုမျိုးချွဲတဲ့အခန်းလေးတွေပေါ့နော်အဲ့မှာဟိုအဲ့မှာဥတိုက်စိုးကြီးနဲ့အဲ့လိုမျိုးခါတာကန်လေးတွေပါတယ် အဲကိုကိုယူဝရန်နဲ့အဲ့လို drummer လေးတွေပါတယ်ပေါ့နော်အဲ့အဲ့ဒါလေးရတကယ်ကျေးဇူးပါကိုကိုလည်းခုမှပြန်လေးရအဲကျွန်တော်တို့အဲ့တုန်းကတကယ်ကိုအသက်ဆန်းတစ်ခုပေါ့အဲ့လိုမျိုး feeling တစ်ခုအသက်ရခဲ့တာပေါ့ဟုတ်ကဲ့ဆိုတော့ချွဲတာလို့ပြောတဲ့အမှောင်ရောအဲ့လိုအဲ့လို drum လေးလို့ချွဲတာလို့ချွဲလာကိုကိုချွဲတာချွဲပါလေ ဲပါ။ကျွန်တော်ပါ။ကျွန်တော်လည်းအဲ့ဒါဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့။အော်မောင်ငကိုရင်းကလည်းဟိုဘယ်လိုပြောမလဲ။အကိုရီမောင်နေဇာတဲ့ကြီးပြင်းခဲ့ရတော့တိတ်ပြီးတော့အလိုမင်းကလေးဆန်တာတော့တိတ်မရှိဘူး။နောက်ဟိုငငယ်ငယ်တော့ဆိုပေါ့ကြော်မလို့တော့ခေါ်ခဲရတာလीနော်။နောက်ကိုရဲ့အလုတ်အနေထားရလဲအလိုချွေးနှွဲ့ပြီးတော့အင်းအဲနဲ့နေခွင့်မရတဲ့ life ရဲ့အခြေအနေကဖြစ်နေတဲ့အခါကျတော့အတန်းလည်းသိတဲ့အတိုင်းပဲလीဟိုဆိုတော့အဲ့လိုမျိုးတိတ်ချွဲတာဘာညာတော့မရှိပါဘူးဒါမဲ့ဟိုသူကနားလေပါတယ် ကြာပါလားတဲ့ကျွေးပါလားနေ2တောင်30လောက်ကြာပါပြီဟောအဲ့ဒါလေးအခုပြန်လွှင့်ဖို့စူးစမ်းနေပါတယ်ကျွန်တော်တို့ပဲပြန်လှုပ်စီခြင်းခဲ့တာပေါ့ဟုတ်ကဲ့ဘာမှအဲ့တော့စီဝါပဲလှုပ်တာကျွန်တော်တို့စတွေ့တော့ဟာကြတော့ဒီနိပညာလှုပ်တွေကိုကျွန်တော်တို့ပြန်လှုပ်စီခြင်းခဲ့တာပေါ့အဲ့တော့အများကြီးပဲဟို motivation ပေးခဲ့ရတော့အမပြန်လှုပ်ဖို့အတွက်ကိုကျွန်တော်တို့သူကအရန်ပါနဲ့တယ်ဘလိုပါနဲ့လဲဆိုတော့ပြန်ရိုက်ပါလားလို့ဆိုတော့တခုံးမှမပြောငယ်ငယ်တုန်းကပုံလေးလိုမျိုးတော့ပြန်ရရင်ကောင်းမှာပဲ ဘာဖြစ်လို့လဲဆိုတော့ဒါ unit ဖြစ်ခဲ့တာလေ။တော်လည်းမျိုးကောလည်းအဲ့လိုပဲအင်းဟောဟိုတက်ခါတက်ခါပြောလာတဲ့ခါကျအော်ငါပြန်ရိုက်ရင်ကောင်းမလားမသိဘူးဗော။အဲ့လိုနီးနေပြန်ဆောက်တော့ဟောပြန်ရိုက်ရင်ကောအော်စောစောပြောလို့ဗောပြန်ရိုက်ရင်ကောကောင်းမလားအဆင်ပြေပါမလား။ဟိုငယ်တုန်းကလို့လေအသက်ရွယ်ရော body ရောအဲ့လိုမျိုးမဟုတ်တော့ဘူးလေ။အအဓိကတွန်းအားပေးခဲ့တာတော့ဒါကိုတာကြီးကိုကိုစိန်လင်းလို့လည်းပါတယ်။အမတခြားစီးပွားရေးထက်ချက်မဲ့အစားအမတို့ကအော်ပြန်ရိုက်လို့ရှိရင်အများကြီးဟိုပို့ပြီးတော့ဟိုက အဆင်ပြေမှာပါညာသူတို့ကအဲ့လိုလေးပြောခဲ့တာလည်းပါတယ်သူတိုက်တွန်းတာလည်းပါတယ်အဲ့တော့အစအမလုံးဝတတလုံးမြန်မြိုက်တော့ဆိုပြီးကိုယ့်ကိုအဲ့လိုအေးဆေးပဲနေတာအလွန်ငယ်တဲ့9နှစ်လောက်ကစပြီးတော့တကားလောက်တော့ဆန်းရိုက်ကြည့်လိုက်ရင်ကောင်းမလားပေါ့အဲ့အဲ့လိုမျိုးတွင်းရနေတကားလောက်စရိုက်ဖြစ်သွားတယ်အမှုပညာပိုးဆိုတာလည်းသိတဲ့အတိုင်းပဲစဖို့ပဲလိုတာလေမဆုံးတော့ဘူးသိတယ်အဲ့ဒါနဲ့အခုအမှုပညာတွေကဇက်တိုက်ဇက်တိုက်ဇက်တိုက်လုတ်ဖြစ်တာပေါ့အလုတ်ဖြစ်တော့အခုလက်ရှိရိုက်နေတဲ့ဒီအလင်းမေးမဖြောင်းနိုင်ကားထဲမှာဆိုအမငယ်ဘဝလေးတွေအမတရုတ်ဆောင်ရတယ်အာသူတို့ ဟိုအိမ်ကမောင်တော်ကိုငချင်ကိုချင်ကြတော့ဗောသူတို့လက်ခုပ်တီးပြီးတော့ဒီလိုလေးပြင်ပြရတာဝမ်းသာတယ်ဘာညာအဲ့လိုပြောကြတာဗောလေတကယ်တော့မြှောက်ပေးနေကြတော့ဝမ်းသာပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကတည်းကမှကျွန်တော်လှုပ်ချင်တာလှုပ်ရတာအရင်ပြုတ်ချင်တာကောင်းမှာစစ်ချမ်းစာကောင်းတာလေတကယ်တော့ ဟိုဘွားရဲ့စိတ်ကျင်နေမှုရပါတယ်ကျွန်တော်လည်းကျွန်တော်အမျိုးသမီးကိုအဲ့လို license ဟိုဘွားရဲ့စိတ်ကျင်နေမှုအပြည့်အဝရကြည်ကျင်လို့ပါခင်ဗျာမိမိလေးကိုထိန်းရတာလေအဲအခုနည်း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 တော်သေးရနှုတ်မနေ့9နာရီထမင်းသားချက်ရတယ်သူ့ရဲ့ဝေယဝိစလေးလုပ်ပေးရတယ်သူကပြောလိုက်တော့မမေပဲမမေပဲဆိုမမေရရှာထွက်ပေါ့အမနိုင်ပြောရရင်တော့ဟိုအမှုပညာပြန်လုပ်ချင်တဲ့စိတ်ကြောင့်သာပြန်ရိုက်ဖြစ်တာ တခါလေကြာရင်တော်တော်လေးအော်အမေခံဖြစ်သွားတဲ့အတွက်ပေါ့နော်တော်တော်လေးစိတ်ထဲမှာမကောင်းဘူးပေါ့ဒီဒါပေမဲ့နောက်ပိုင်းကျတော့ကိုကခလေးတယောက်ရဲ့အမေဖြစ်တဲ့ခါကျတော့ဒီအမေခံရရတဲ့အပေါ်မှာအများကြီး feeling တွေကကောင်းလာတာပေါ့နော်ဒါပေမဲ့အခုကံကံအခွင့်လေးပေးလာတဲ့ခါကျတော့ဒီအလင်းမေးမဲ့ဖျောင်းနိုင်လေးမှာအော်ငယ်ဘဝလေးလည်းပြန်ရိုက်ခွင့်ရတယ်ဆိုတော့ဒါအများကြီးစိတ်ကျေနပ်မှုလေးရပါတယ်ကျေးဇူးလေးတင်ပါတယ်စောင်းတော့တော်တော်နှမျောတယ်ကိုကိုကိုအခုတော့နှမျောတော့ဘူးဘယ်နေရာလာလာလိုက်မယ်ဘာပဲဖြစ်ဖြစ်လိုက်မယ်ကျေးဇူးပါမောင်လေး အဓိကအမားတို့မိသားစုလေးရတယောက်ကိုတယောက်စိတ်ချမ်းသာအောင်ကြိုးစားပြီးထားပေးကြတယ်အဲကျမကြီးကောင်ဂယူးဆိုင်ကြတယ်အဓိကအဲ့လိုဟိုမေတ္တာနဲ့နားလည်မှုလေးနဲ့အဓိကသွားကြတာပေါ့လေအဓိကတော့ချစ်ပေးဂယူးပိုက်ဂယူးဆိုင်ပေးထားတဲ့ဆိုမေတ္တာပေါ့မေတ္တာတာဥစဉ်မှာကျွန်တော်မေတ္တာနဲ့သွားကြတယ်နော်ဟိုချင်းချင်းမုန်းကြီးเนี่ยပူလာပါတယ်မြစ်တာတော့အေးမြပါတယ်ကျွန်တော်ကြောင်တော့မြစ်တာနဲ့အဲသွားကြတာပေါ့เนาะကျွန်တော်ဟုတ်ကဲ့ဒီနေ့တော့ဒါမတို့ဒီရှေပိုးအဂရီရဲ့တက်တန်း73နှစ်ဆိုတာနည်းနည်းနှစ်တင်မဟုတ်ဘူးလေဒီလိုရက်တည်နိုင်အောင်ဒီချစ်တဲ့ ဒီကျေးဇူးရှင်တွေကအားပေးခဲ့ကြလို့ယက်တည်နိုင်တယ်အဲ့တော့ဒီနေ့တည့်ရက်ထဲတော့အမထိုက်ထိုက်တန်တန်လေးတော့ကျေးဇူးတုံ့ပြန်ခြင်းနဲ့အဲ့ဒီအတွက်ဒီနေ့အမရဲ့ရွှေဘိုးတိုက်ပုံနဲ့ရွှေဘိုးစတစ်ချက်ကိုဝယ်ယူမယ်ဆိုရင်ဒီနေ့တည့်ရက်ထဲကိုတော့အမ20%ပေးပါမယ်။ကျန်တဲ့ဒီချိတ်တွေပါတဲ့ identity ကတော့10%ပေါ့เนาะဒီနေ့တည့်ရက်ထဲတော့အမပေးပါမယ်။ဒီနေ့တည့်ရက်ထဲတော့ညမိုးကျုပ်တဲ့ထိလာဝယ်ပါစေပေးမယ်။ မနေ့ကညာကြီးလာဝင်တယ်နေ့ပြန်လာဝင်ရင်းနဲ့ဟို discount ရမယ်မင်းသိပါတယ်ဒါမှမဟုတ်တို့ကလည်းအချိန်မရတဲ့အတွက်ပေါ့ဆိုကဲအဲ့ဆိုလေဟို10%မဟုတ်ရင်တော့နည်းနည်း8%လောက်ပေးလိုက်ဆိုပြီးရတယ်အဲ့လိုမျိုးလေးပေါ့အားပေးကြတာလေကျေးဇူးအများကြီးတင်ရပါတယ်အင်းရှီဘိုအေဂရီနဲ့ရှီဘိုတိုက်ပုံကိုကျွန်တော်ဟိုပါပေါ့စက်သုံးနှစ်တန်တိုင်းအားပေးအားပေးလာတဲ့အဲကျွန်တော်ရဲ့ကစတမာတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်